ပထမဦးဆုံးဆွေးနွေးခြင်းနဲ့ခေါင်းစဉ်ကြီးကတော့အောင်မြင် skills တွေလူငယ်တွေမှာရှိအောင်ကိုယ့်ကိုယ်ကိုပြုစုပြောင်းထောင်အောင်ပါမယ်။လေလာသင်ယူပါမယ်။အဲ့တော့အောင်မြင် skills ကဘာလဲလို့ပြောလို့ရှိရင်ကိုယ့်ကိုယ်ကို branding လုပ်တတ်အောင်လေလာသင်ယူပါမယ်။ဘာလို့ branding အရေးကြီးလဲလို့ပြောရင်ခကြီးကပြောင်းသွားပြီ။ကိုကဘသူသိတယ်လဲအရေးမကြီးတော့ဘူး။ကိုကိုဘသူသိတယ်လဲသိအရေးကြီးလာတယ်။ကိုကိုလူသိများလေ။ ကိုယ့်ရဲ့လူတွေပေါ်မှာဩစာလွှမ်းမိုးမှုဟာကြီးနေပဲဒါပေမဲ့ကိုယ့်ရဲ့ branding ကိုမြင့်အောင်လုပ်ရမယ် branding မြင့်မှုအတွက်လည်းလွဲပါတယ်ခုခေတ်မှာဆိုရင် TikTok ရှိတယ် TikTok ဆိုတာလူငယ်တွေသုံးတာပေါ့လူငယ်တွေရဲ့နည်းနည်းလေးအသက်ကြီးသွားလို့ရတော့ YouTube တွေသုံးတာပေါ့ Facebook တွေရှိတယ်ဟာလား LinkedIn တွေရှိတယ်เนาะ Twitter တွေရှိတယ်ဒါတွေကိုသုံးပြီးတော့ကိုယ့်ရဲ့ brand ကိုတည်ဆောက်ရမယ် brand ကိုတည်ဆောက်တဲ့နေရာမှာ ကိုယ့်ရဲ့ချောတဲ့ပုံတွေပဲတင်ခိုင်းတာမဟုတ်ပါဘူးလူတွေပေါ်မှာစေတနာထားပြီးတော့သူတို့ကိုရည်စရာလေးတွေပြောပြမယ်အသိပညာလေးတွေပေးမယ်နော်သူတို့မှတ်သားစရာလေးတွေပေးမယ်လို့ပြောရင်တဖြည်းဖြည်းတဖြည်းဖြည်းနဲ့ကိုယ့်စေတနာအကျိုးပေးပြီးတော့ကိုယ့်ရဲ့နာမည်ကလည်း online ပေါ်မှာကြီးလာပါလိမ့်မယ်။ဒါကြောင့်မလို့ personal branding အလွန်အရေးကြီးပါတယ်။ဒါရင်နဲ့ပတ်သက်လို့လည်းပဲသင်တန်းတွေရှိပါတယ်။ online ပေါ်မှာ personal branding သင်တန်းတွေ အလကားရတဲ့သင်တန်းတွေတောင်ရှိပါတယ်ဒါတွေကိုလူငယ်တွေတက်တက်မာတယ်ကိုယ်တိုင်လည်း branding ဖြစ်အောင်လုပ်တက်မာတယ်နောက်ထပ်ကတော့လူငယ်တွေမှာအောင်မြင်ရေးတွေအရေးကြီးတာက စီးပွားရေးလုပ်ငန်းရှင်စိတ်တက်ရှိအောင်ကြိုးစားရမယ်အဲ့တော့တမီးကမေးလို့ရတယ်စီးပွားရေးလုပ်ငန်းရှင်စိတ်တက်ရှိအောင်ဆိုတော့ဆရာလူတိုင်းကစီးပွားရေးလုပ်မှာမဟုတ်ပဲမဟုတ်ဘူးစီးပွားရေးမလုပ်လည်းပဲစီးပွားရေးလုပ်ငန်းရှင်တွေမှာဘယ်လိုစိတ်တက်တွေရှိသလဲနံပါတ်၁ချက်သူတို့အမြဲတမ်းတီးထွင်းစမ်းစနေရတယ် တထွန်ကြံစမှာနော်စေဝိုင်းလုပ်ငန်းရှင်ဆိုတာသူတို့အလုပ်တွေအောင်မြင်မှာရောမလို့စေဝိုင်းလုပ်ငန်းရှင်စိတ်ဓာတ်ဆိုတာတထွန်ကြံစတဲ့စိတ်ဓာတ်ရှိလာအောင်လုပ်ဖို့ပြောတာနောက်တော့စေဝိုင်းလုပ်ငန်းဆိုတာကြိုလို့ရတယ်သူများမလုပ်ခင်ကိုလုံနိုင်မှာကိုစေဝိုင်းရအောင်မြင်မှာအလုပ်တွေကိုကြိုလုတ်တတ်လာမယ်ဒါကြောင့်မလို့ဒီစေဝိုင်းလုပ်ငန်းရှင်စိတ်ဓာတ်ရှိအောင်ကိုကိုကိုပြုစုပြောထောင်မှာနောက်တစ်ခါကျတော့လူတွေနဲ့ဘယ်လိုချိတ်ဆက်မလဲလူတွေနဲ့ချိတ်ဆက်တတ်ဖို့လိုတယ် အဟုတ်ခဲ့တော့ကတော့လူတွေနဲ့ချိတ်ဆက်ဖို့ဆိုတာဆရာတို့ကဟာလာဒီပွဲတွေသွားမယ်နော်ပါတီတွေသွားမယ်ဒါမှလူတွေနဲ့ချိတ်ဆက်လို့ရတာဒါပေမဲ့ကိုယ့်ကကမဟုတ်တော့ဘူး online ပေါ်မှာဆရာတို့က networking ဘယ်လိုလုပ်မလဲလူတွေနဲ့ဘယ်လိုချိတ်ဆက်မလဲဆိုတဲ့ပညာကိုလေ့လာပါစီးပူးပါအချိန်ကိုကြိုးရှိရှိသုံးချရမယ်အောင်မြင်ခြင်းလူတိုင်းမှာ24နာရီပဲရှိတယ် ကိုချင်းကိုဘယ်လိုအကျိုးရှိရှိအတုံးချနိုင်တယ်လဲအတုံးချနိုင်တဲ့လူကသူရတဲ့ပုံအောင်မြင်ပါပဲ။ရောက်လို့အချင်းကိုအကျိုးရှိရှိသုံးတတ်အောင်ဆရာတို့ကကိုကိုကိုပြုစုပြောထောင်အောင်မယ်။နောက်တစ်ချက်ကတော့အောင်မြင်ခြင်းရင်ဝီယောဒီပြိပခတွေကိုလည်းဖြည့်ရှင်းနိုင်ရမယ်။ဝီယောဒီတွေဆိုတာနေ့စဉ်ဖြစ်နေတာ။ကိုယ့်ကိုယ်ပဲကိုပြန်ကြည့်လိုက်။ကိုယ့်အိမ်ထဲမှာကိုပဲဟုတ်လား။ လင်မယားနှစ်ယောက်ကြားမှာဝီယောဒီဆိုတာရှိတယ်အဖေနဲ့အမေနဲ့ကိုကြားမှာဝီယောဒီရှိတယ်သားသမီးနဲ့ကိုနဲ့ကြားမှာဝီယောဒီရှိတယ်ဝီယောဒူဆိုတာကတော့တယောက်နဲ့တယောက်အမြင်မတူတာလှုပ်ချင်တာတွေမတူတာပေါ့ဟုတ်ကဲ့ပါဆရာမိဘနဲ့သားသမီးကြားတော့မိဘကလှုပ်ချင်တာတမျိုးသားသမီးကလှုပ်ချင်တာမျိုးမိယောဒီတွေရှိတယ်ဒီဝီယောဒီတွေကိုဆရာတို့ကဖြည့်ရှင်းနိုင်ရမယ်ငြိမ်းငြိမ်းချမ်းချမ်းဖြည့်ရှင်းနိုင်ရမယ်ဝီယောဒီကိုမဖြည့်ရှင်းနိုင်ရင်ဝီယောဒီကတစ်စက်တက်တာပြိပခါဆိုတာဖြစ်လာမှာဒါကြောင့်ဒါတွေကိုဖြည့်ရှင်းတတ်လို့ရှိရင်စိစက်ဆွေးနေတာအောင်လေ့ကျင့်ပါ စေစားဆွေးနွေးတာကိုအင်္ဂလိပ်လို negotiating လို့ခေါ်ပါတယ်။အဲ့ဒီ negotiating နဲ့ပတ်သက်တဲ့သင်တန်းတွေလည်း online မှာတက်လို့ရပါတယ်။တက်သင့်ပါတယ်။တက်ရေးကြည့်ပါတယ်လူပေါ်မှာနော်။လူပေါ်မှာအောင်မြင်ရင်အဲ့ဒီ negotiating တွေသိဖို့လိုပါတယ်။ဟုတ်ကဲ့ပါဆရာ။နောက်ထပ်ပေါ့နော်လူငယ်တွေဒီလတဲ့ဦးနဲ့ skills တွေဆိုရင်ဘာများရှိပါသေးလဲဆရာ။နောက်တစ်ခုကြံသေးတယ်ဟုတ်ကဲ့ပါအဲနောက်တစ်ခုကတော့ကောင်းစဉ်ကြီးနဲ့ပြောရင်နံပါတ်၄ကတော့လူငယ်တွေမှာငွေချေးအသိပညာရှိရမယ်ဟာလားဒါလဲ ဆရာနဲ့သမီးနဲ့ဆွေးနွေးပြီးပြီเนาะဟုတ်ကဲ့ပါဆရာငွေကြေးအသိပညာနဲ့ပတ်သက်လို့ရှိရင်ဆရာတို့ဆွေးနွေးပြီးပြီဟုတ်ကဲ့ចန်တာပေပေဆင်းရဲပေပေဆွေးနွေးလုံးဟာဟာဆရာတို့ကလူတိုင်းလူတိုင်းမှာငွေကြေးအသိပညာရှိရမယ်ဘာတွေရှိရမယ်ပြောပြီးပြီဟုတ်ကဲ့ပါအဲ့တော့လူငယ်တွေလည်းပဲကြည့်ရှုနေတဲ့ပြည်သက်လည်းပဲအဲ့ဒီဟာလေးကိုပြန်ရှာကြည့်ပါဟုတ်ကဲ့ပါဆရာတို့ပြောရတာလေးကိုပြန်ကြည့်ပြီးတော့ပြန်ပြီးတော့လေ့လာစေချင်ပါတယ်အဓိကကတော့ဗန်တိုးတို့ကဘယ်လောက်လဲငွေပေါင်းပေါင်းတို့ကဘယ်လောက်လဲเนาะဘာတွေမှာရင်းနှီးမြှုပ်နှံမလဲ ။လူငယ်ဘဝတွေကသိဖို့လိုတယ်။နော်။နောက်တစ်ချက်ကတော့ငွေကြေးသမီးနဲ့ပတ်သက်လို့ရှိရင်လွယ်လွယ်လေးပြောလိုက်မယ်ဆိုရင်သူများတွေရောင်းနေကိုမလုပ်မလဲ။ဝယ်မယ်။သူများတွေဝယ်နေကိုရောင်းမယ်ဒါပဲ။ဟုတ်ကဲ့။ဆရာတို့ကတရားလဲတော့မလိုက်နာနိုင်ဘူး။ဟာလူတွေကတခါတည်းဟာဒါနေရလို့ရှိရင်ဟာကုန်ပစ္စည်းတွေပြတ်တော့မယ်ဆိုလူတွေကဝယ်ကိုလည်းလိုက်ဝယ်မလုပ်နဲ့ရောင်းတာရောင်းသူများဝယ်ရင်မလုပ်မလဲရောင်းသူများရောင်းရင်ဝယ်ရကိုကဝယ်မယ်ဟုတ်ကဲ့ပါဆရာ လူငယ်တွေအနေနဲ့ project တွေကိုသတ်မှတ်ထားတဲ့အချိန်တော်တွင်းမှာသတ်မှတ်ထားတဲ့ငွေကြေးနဲ့ပြီးအောင်လုပ်နိုင်ရမယ်လူငယ်တချို့ဆိုလို့ရှိရင်သူတို့ကျောင်းနေမှာ project တွေလှုပ်လာခဲ့ရမှာပဲအဲ့ဒီ project တွေလှုပ်ခဲ့ရမှာကိုယ်အချိန်မီပြီးရလားကျောင်းသားဘဝတော့အချိန်မီမပြီးတာကိစ္စမရှိဘူးလူလောကကြီးတို့ဝင်လာရင် project တွေကိုအချိန်မီပြီးရမယ်သတ်မှတ်ထားတဲ့ budget တွေလည်းဝင်အောင်ဆရာတို့လေ့ကျင့်ဖို့လိုပါတယ်အဲ့တော့ဒီမှာလည်းပဲ ဆရာကငွေကြေးနဲ့ပတ်သက်လို့သင်ကြားလို့ရတဲ့ online ပေါ်ကနော်လိပ်စာလေးတွေကိုဆရာဒီမှာတင်ပေးလိုက်ပါတယ်နော်ဒါတွေကိုတက်ပြီးတော့လေ့လာကြည့်ပါလို့ပြောချင်ပါတယ်ဟုတ်ကဲ့ပါဆရာနောက်ဆုံးအချက်ကတော့လူငယ်တွေအနေနဲ့တို့အတွက်သိအရေးကြီးတာဟာကျမ်းမာရေးအသိပညာဖြစ်ပါတယ်နော်ကျမ်းမာရေးအသိပညာဖြစ်ပါတယ် ဲ့တော့ကျမရဲ့အသိပညာရှိဖို့သိရေးကြည့်ပါတယ်။နေရာကြည့်ရတယ်မဆိုင်ပါဘူး။ကျမရဲ့ချွရင်မှုဟာအချိန်မီဖြစ်နိုင်ပါတယ်။ဘလောက်ပဲငွေကြေးချမ်းသာချမ်းသာဘလောက်ပဲပညာတော်တော်ဘလောက်ပဲအားကစားတော်တော်ကျမရဲ့ချွရင်လာပြီဆိုရင် အားလုံးကိုမလုပ်ရလဲ။ဆွတ်လွှတ်ရတာပဲ။ကျွန်တော်ကျမရဲ့အသိရေးကြည့်တယ်။ လူငယ်တွေဟာကျမ်းမာရေးကောင်းအောင်နေထိုင်စားတောက်တတ်ဖို့လိုတယ်။အဲ့ဒီအသိပညာရှိအောင်လဲကိုကိုကိုပြုစုပြုထောင်ပါ။ကိုခန္ဓာကျမ်းမာဖို့လိုသလိုစိတ်ကျမ်းမာဖို့လည်းလိုပါတယ်။စိတ်ထောင်းရင်ကိုကြီးကိုကြီးတာပဲသမီး။စိတ်ကျမ်းမာရေးအတွက်ဘာတွေလုပ်ဖို့လိုလဲလို့ပြောရင်ဆရာလွယ်လွယ်လေးပြောရရင်တော့အပြစ်ပြောနေတဲ့လူတွေနဲ့ဝေးဝေးနေပါ။ဆရာတို့လူ မှုအတိုင်းဝိုင်းထဲမှာအပြစ်ကြီးပဲပြောတဲ့လူတွေအများကြီးရှိတယ်။ online ပေါ်မှာလည်းအများကြီးတွေ့ရတယ်။အရာရာကိုအပြစ်ပဲလိုက်ပြောနေမယ်။လူတွေကိုတစ်ချိန်လုံးအပြစ်ပဲပြောနေမယ်။ဒီလိုလူတွေနဲ့ဝေးဝေးနေပါ။တို့နဲ့နင်းနင်းနေရင်ကိုယ်စိတ်ကျမ်းမာရေချွတ်ရင်းလာပါလိမ့်မယ်နော်။ဟုတ်ကဲ့ပါ။နောက်တစ်ချက်ကတော့မစ္စရိယစိတ်ကိုဖျောက်ပါ။မစ္စရိယစိတ်ဆိုတာမနာလိုတာပေါ့။သူများကြီးပွားရင်မနာလို၊သူများချမ်းသာရင်မနာလို၊သူများအောင်မြင်ရင်မနာလို။အဲ့ဒီစိတ်ကိုဖျောက်ပါ။ နောက်ဆုံးအချက်ကတော့ဆရာတို့ရဲ့ပတ်ဝန်းကျင်မှာလူတိုင်းလူတိုင်းမှာကိုထိန်ချုပ်လို့ရတဲ့အရာနဲ့ကိုထိန်ချုပ်လို့မရတဲ့အရာတွေရှိပါတယ်။ကိုထိန်ချုပ်လို့ရတဲ့အရာကိုပဲအာရုံစိုက်ပါ။ကိုထိန်ချုပ်လို့မရတဲ့အရာတွေကဘာတွေလဲဆိုရာသီဥတုပေါ့။ဟုတ်ကဲ့ပါ။ရာသီဥတုပြူနေတာဆရာတို့ဘယ်လိုသွားပြီးထိန်ချုပ်မှာလဲ။ကုံစင်းလုံးတွေကြီးမြင်တာဆရာတို့ဘယ်လိုသွားထိန်ချုပ်မှာလဲ။မရဘူး။ဒါကိုထိန်ချုပ်မရတဲ့အရာတွေ။သူများစိတ်ကိုရော။ မရဘူး။ကိုထိန်းချုပ်လို့မရဘူး။ကိုထိန်းချုပ်လို့ရတာကိုစိတ်ပဲ။ကိုဘာပညာတွေကိုသင်မယ်။ကိုဘယ်သူနဲ့ပေါင်းမယ်။ကိုဘာစားမယ်။နော်။ကိုအွန်လိုင်းပေါ်မှာဘာတွေကိုလေ့လာမလဲ။ဒါတွေအားလုံးကိုထိန်းချုပ်လို့ရတယ်။ဒါတွေကိုပဲအာယုံစိုက်ပါ။ဒါဆိုရင်တော့ကျမ်းမာရေး skills ကလည်းကောင်းလာပါလိမ့်မယ်။